တရချောင်းမြို့နယ်ဝင်းဝော့ရွာရဲစခန်းကိုတော်လန်ဟီတပ်တွေဘက်ကဝင်းရောက်တိုက်ခိုက်နေတာကြောင့်နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလည်းလီချောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်နေပါတယ်။ဝင်းဝော့ရွာရဲစခန်းကို အခုလ18ရက်နေ့မှာတော်လန်ဟီတပ်တွေဘက်ကစတင်တိုက်ခိုက်ခဲ့လို့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး24ရက်နေ့ညပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေထပ်မံပြင်းထန်ခဲ့တာပါ။ တိုက်ပွဲကာလဧပြီ18ရက်19ရက်နဲ့25ရက်နေ့မှာတရချောင်းမြို့နယ်ထဲကကြီးရီကိုစစ်တပ်ကလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။မနေ့ကမနက်စံတိုင်းခွဲဝင်းချင်းမှာဝင်းဝရွာရဲစခန်းအနီးတစ်ဝိုက်ကိုစစ်တပ်ကဘုံသီး6လုံးကျဲချတိုက်ခတ်ခဲ့ပါတယ်။ အဲဒီနောက်မနက်၁၇နာရီခွဲဝန်းကျင်မှာလဲ KAW Jet Fighter တိုက်လေယာဉ်နဲ့တောင်ဖြောက်တိုက်နယ်အတွင်းကဝင်းကပေါ်ကျွဲချံတဲ့စုံစင်ဖြားရွာတွေဘက်ကိုဘုံတီးသုံးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့လို့လဲဒေတာခန်တွေကဆိုပါတယ်။ကျဲတော့ကျဲတယ်ကသူတို့ကဲမတကြရှိတာလည်းမဟုတ်ပါဘူး။ဟိုဟာနေရာဆိုရှောက်ကျဲတယ်ပြည်ပြည်သူတွေဘာတွေသူတို့နားလဲတာမဟုတ်ဘူး။အဲရွာတွေထဲထဲကဆိုင်အဲအဲ့လိုမျိုးကျဲချတာပဲ။ ီသူတွေတိခိုက်မှုရှိတယ်ပြီးရဲ့အေတွေတိခိုက်မှုရှိတယ်အဲ့လိုမျိုးတွေရှိတယ်ပြီးတော့အဲ20 21ရက်22ရက်အဲ့စတိုင်းကျဲတာသူတို့ကပြီးသူအေတွေတိခိုက်များကြီးပါပဲအဲ့ဒီမှာ ပြီးသူတွေဆဲရှောင်းနေရတာလည်းအများကြီးပဲမင်းကဘုံကျဲတိုက်ခိုက်မှုမှာလူတိခိုက်သိဆုံးမှုရှိခဲ့တယ်လို့ကနဦးသိရပေမဲ့အသေးစိတ်ကိုတော့ထပ်မံအတည်ပြုနေသေးပါ အခုလ18ရက်18ရက်နဲ့19ရက်နေ့တွေကလည်းတရချောင်းမြို့နယ်ထဲကဝင်းဝါမင်းတက်ချောင်းဝပြင်းနဲ့ရင်ငယ်ရွာတွေကိုလည်းဝိုင်းတွဲ KAW ဂျက်ဖိုင်တာတိုက်လေရီတွေနဲ့ဘုံသီးအလုံးရီ20ကြော်ကျဲချတိုက်ခိုက်ခဲ့လို့သိရပါတယ်အဲ့ဒီဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ရငဲရွာကအသက်70နှစ်ဝန်းကျင်အရွယ်မိဖြစ်သူနဲ့အသက်50ကျော်အရွယ်အဖိုးဖြစ်သူတို့တိုက်ဆုံခဲ့ပြီးဒီသောခံ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 24ရက်နေ့ညကဝင်းဝရဲစခန်းကိုတော်လိုင်းရဲတပ်တွေဝင်ရောက်တိုက်ခိုက်ခြင်းကကနတ်တီရီရွာအနီးပင်လယ်ပြင်ကစစ်သည်ဗော်ဒစီနဲ့လွန်လန်ကြီးပြစ်ခတ်တာတွေရှိနေပြီးလက်ရှိအချိန်ထိနှစ်ဖက်စစ်ဆင်ထားတဲ့အခြေအနေဖြစ်တယ်လို့လည်းသိရပါဗျ။အခုလိုစစ်ရေးအခြေအနေတွေနဲ့စစ်တပ်ရဲ့ဒီချောင်းတိုက်ခတ်မှုလွန်လန်ကြီးပြစ်ခတ်မှုတွေကြောင့်ဝင်းဝမင်းတပ်တဲချောင်းသားချောင်းဝပြင် ုံညင်းစိတ်ရင်ငယ်ကမြိုင်ကျွဲမင်းကုံစတဲ့ရွာတွေကဒေသခံတွေရွာလုံးကျော့နေပါစစ်ပေးတိတ်ရှောင်နေကြရပါတယ်။